အားလုံးမမင်္ဂလာပါခင်ဗျာ90 ticket soccer channel ကနေပြန်လည်ကြိုဆိုလိုက်ပါတယ်ကျွန်တော်ဒီဗီဒီယိုမှာတော့ဒီနေ့ညမှာကစားကြမယ့် Europa Zone ကမ္ဘာဖလားရှစ်စစ်ပွဲကောင်းအချို့ကို preview လုပ်မှာဖြစ်ပါတယ်ဘောလုံးပွဲတွေကိုနေရာကျကျကစားကြတဲ့ညီကိုတွေကိုကြီးကျော်ခွန်ချစ်ကိုအပေါင်း9 9 9 9 3 9 2 6 1 1နဲ့တော့ရောက်ဆက်သွယ်နိုင်ပါတယ်တဲ့ကြည့်ပြီးတော့ကစားရတဲ့နီလန်ဖြစ်တဲ့အတွက်ဒိုင်ဘက်ကိုကာထားတဲ့ ဟောမလို့ရတရားမကသားရဆိုတဲ့စီမင်းစီကံရှုတော်ရှိပါလိမ့်မယ်အဲ့ဒါလေးတွေကိုအရင်ပဲကိုလဲကြိုက်တယ်ကိုနဲ့လဲကန့်ကြီးတယ်ဆိုမှဝယ်သွင်းငွေထုတ်ပြီးကစားတဲ့အဆင့်ကိုသွားပါဗျာကျွန်တော်ကြော်ညာပေးတာကဒီအဖွဲ့တီငွေကြေးကြေးစိတ်ချယုံကြည်ရတယ်ဆိုတဲ့စံနှုန်းတစ်ခုတည်းကိုပဲကြော်ညာပေးတာဖြစ်ပါတယ်ဒီအဖွဲ့ရဲ့ဝယ်သွင်းချိန်ဝယ်ထုတ်တဲ့ချိန်ဒီမြန်မာစံတော်ချိန်နေ့လယ်7:00နာရီကနေည7:00နာရီအထိသာဖြစ်ပါတယ်ဗျာမနေ့ကတူယောင်ပွဲအနှုတ်တရာထပ်ဖြစ်တယ်ဆိုတော့နှစ်ရက်မှာအနှုတ်150ဖြစ်သွားပြီဗျာအနှုတ်150ဆိုတော့ ကျွန်တော်ဒီပွဲတွေကိုထပ်ရွေးရင်ဒုသဘက်ကလည်းဒီပွဲတွေကိုပြန်ပြန်ရအောင်ဒီအနှုတ်ကိုပြန်ကမိအောင်တင်ထိုးမှဖြစ်တော့တင်ထိုးဖို့ဆိုကျွန်တော်တို့ရွေးတဲ့ပွဲတွေကတကယ်ကောင်းမှဖြစ်တော့မှာဗျဝယ်တဲ့သူဒုသရဲ့လက်ထဲကိုမရောက်ခင်မှာကျွန်တော်တို့ကိုယ်တိုင်ယုံကြည်မှုရှိနေမှဖြစ်တော့မှာအဲ့တော့ဒီလက်ကျန်ပွဲတွေမှာတရက်ကိုတပွဲဆွဲထုတ်လို့ရတယ်ဆိုပေမဲ့လက်ရှိနိုင်ငံတကာပွဲတွေမှာကဟိုအပေါ်အသင်းနေနဲ့ရောအောက်အသင်းနေနဲ့ရောတရားခိုင်နှုန်းယုံကြည်လို့ရတယ်ဆိုတာမျိုးကိုခံစားလို့မရဘူးဖြစ်နေတယ် လက်ချိန်မှာပေါ်တဲ့နေကြီးကြနေတယ်အောက်တဲ့နေကြီးအောင်နေတာမှန်ပေမဲ့ဟိုအခုကလားနေတဲ့နိုင်ငံတင်းနေမှာဖွင့်ထားတဲ့အပေါ်တဲ့နေရဲ့ကြီးတွေကကြီးမှန်တယ်ဗျတပွဲမှာဟိုပေးတင်ပေးထိုက်တဲ့ကြီးထက်ကျော့ပြီးတော့ပေးကြတာမျိုးမရှိဘူးပို့ပြီးတော့တော့မှဟိုပပလေးတွေပို့ပြီးတော့တော့မှကြီးမှန်ကိုပေးနေတဲ့အခါအောက်တဲ့ကိုရွေးဖို့တော်တော်စဉ်းစားရတယ်အဲ့တော့ body out မကြိုက်တော့ဘူး goal out ကိုကစားတော့မယ်ရွေးတော့မယ်ဆိုတဲ့အခါဟိုနိုင်ငံတင်းနေရထုံးလန်ရအပေါ်ကိုကြိုက်ရင်အပေါ်ကိုဇုံလိုက်ကြိုက်တာပုံမှန်တယ်အောက်ကိုကြိုက်ရင်အောက်ကိုဇုံလိုက ါမှမဟုတ် body out ဂိုးပေါ်ကြိုက်တာကပုံမှန်နဲ့ဆိုတဲ့အခြေအနေတစ်ခုမှာအပေါ်သင်းတွေက body ကြေးမှန်နေတော့ go out ရွေးဖို့လည်းတော်တော်လေးစဉ်းစားရတယ်ဗျဆိုတော့တတိတော့ရှိကြပါဗျာ Cyprus နဲ့ Austria ကလောင်းမဲ့ပွဲမြန်မာစောင်းတော်ချိန်17ခွဲမှာဖြစ်ပါတယ် Cyprus ဒီကမ္ဘာစစ်တရား25 Austria က24ပထမကြော့ Austria ကွဲမှာကလာတော့10နဲ့သူကနိုင်တယ်အဲ့ဒီပွဲမှာ body ကြေးက2အနှုတ်60ဂိုးပေါင်းကြေးက4အပေါင်း40ပေးခဲ့တာ ီငါးသိန်းအုပ်စုပါ Cyprus ကဘာမှမျှော်လင့်ချက်မရှိတော့ဘူးဂုံသွားပြီ။ဟိုတို့တို့နောက်ဆုံးပွဲပြိသက်ကိုဖျော်ဖြေဖို့အတွက်ဒီပွဲမှာဘာမှမထူးတော့တဲ့အတွက်ဖွင့်ပြီးကစားလာဖို့ပဲရှိတော့တာဗျ။ Austria ကြတော့လက်ချက်နှစ်ပွဲမှာတပွဲနိုင်ရင်ကိုသူတိုက်ရိုက်ရှစ်စစ်ပွဲအောင်ပြီ။ဒါကသင်္ချာနည်းအရပြောတော့ပေါ့ဗျာ။တကယ်တကယ်ကြတော့ဒီအုပ်စုမှာအုပ်စုဒုတိယနေရာကိုလုနေတဲ့ Bosnia Herzegovina နဲ့ Romania ဒီနှစ်သင်းတွေဒီနေ့မှာထိတိုက်တွေ့နေတဲ့အတွက် Austria တွေ အုတ်စုဘုံနဲ့ကိုတရက်ချစ်စက်ပွဲအောင်သွားပြီလို့တောင်ပြောလို့ရပါတယ်သူတို့ဒီအေးစစ်ဖြစ်သွားပြီစိုက်ပရက်စ်ဒီအိမ်ကွဲမာတယ်အော်စတြေးလျကအဝေးဝင်း၃ပွဲကစားရနှုံးပြအနိုင်ရထားတယ်ဒီဘက်ဆက်တဲ့ကြေးမှာဘော်ရီဂျေးတင့်နှုတ်တရာပေးတဲ့ဂိုးပေါင်းဂျေးက၃အပေါင်း90ပေးတယ်မနေ့ကတော့ဘော်ရီဂျေးဒီ2ပေါင်း90ဖြစ်လာတယ်ဂိုးပေါင်းဂျေးက၃အပေါင်း30ဖြစ်လာတယ်အခုပွဲကစားမဲ့ညနေမြန်မာစံတော်ချိန်၃နာရီ20မိနစ်မှာလဲဂျေးကဒီဂျေးပဲ2ပေါင်း90ဂိုးပေါင်းဂျေးက၃အပေါင်း30ဩစတြေးလျရဲ့ပထမအကြော့သူတို့ကွင်းမှာပြီးခဲ့တဲ့ဂျေးကိုပဲ ပြန်ပြီးတော့တွေ့ရခြင်းအိမ်ခွဲမှာနှစ်နှုတ်60နှစ်အဆုံးပေးခဲ့တဲ့ပွဲဟာဝေးခွဲမှာနှလုံးတည်ရတော့သူတို့ပြန်ပေးရမှာပဲအဲ့တော့ဒီ body ကြည့်ရအင်ရှင် Cyprus အသင်းရဲ့ body ကိုကြိုက်တယ် Cyprus ဒီဒီပွဲမှာဘာမှအပူပင်မရှိပဲကစားရမယ်။ Austria ကလည်းနောက်ပွဲ Bosnia နဲ့ပွဲချက်ရှိနေတဲ့အခါသူတို့ရဲ့အဓိကကစားသမားတွေကိုတင်းကြီးနာခံပြီးကစားခိုင်းမယ်မတင်ဘူး။သူလည်းနိုင်အောင်ပဲကစားမှာဖြစ်တဲ့အတွက်ဒီပွဲမှာနှစ်ဖက်သွင်းကိုရှိမယ်လို့ကျွန်တော်ယူဆတယ်။1 2ဆိုတာမျိုးနိုင်ဆုံးစကြည့်ရမယ်လို့ကျွန်တော်ယူဆတဲ့အတွက်ဂိုးပေါင်းအပေါ်ပါကြိုက်တယ်။ နောက်ထပ်တစ်ပွဲကဘော့စနီးယားနဲ့ရိုမေးနီးယားကစားမယ့်ပွဲဒီအုပ်စုရဲ့ဒုတိယနေရာကိုလွှတ်ရမယ့်ပွဲပါ။ဘော့စနီးယားဒီ FIFA အဆင့်သတ်မှတ်ချက်85နေရာမှာရှိပြီးတော့ရိုမေးနီးယားကတော့49နေရာမှာရှိတယ်ဗျ။ပထမကြောမှာဒီနှစ်သင်းတွဲတော့ဘော့စနီးယားကဝေးပွဲမှာသူ0-1နဲ့နိုင်ခဲ့တယ်။အဲတော့ကရိုမေးနီးယားကနေဘော်ဒီဂျေးတရေနှုတ်တရာပေးတယ်။ဂိုးပေါင်းဂျေးကနှစ်အနှုတ်80ဆိုပြီးတော့ပေးခဲ့တာဗျ။ဘော့စနီးယားဒီဒီပြိုင်ပွဲကိုတကယ့်ကိုဖိဖိစီစီကစားနိုင်တယ်ဆိုတော့ပွဲစဉ်1 2 3 4 5 6နောက်6ကိုကျွန်တော်တို့တွေ့ခဲ့ရပြီ။ဒီသင်းဒီအဲ့ဒီ ။အော်စတြီးယားနဲ့မကလာခင်အချိန်ထိအုတ်စုဘုံနဲ့ဓာတ်ရိုက်တက်သွားဖို့အထီတောင်သူတို့အချိန်ဒီကောင်းခဲ့တာဗျာ။အော်စတြီးယားကိုသွားဆုံးလိုက်တဲ့အခါမှာပြည်ထနာတွေရရှုပ်ပုံ။လက်ရှိအုတ်စုအနေထားရဘော့စတြီးယားသည်၆ပွဲကစားပြီးချိန်မှာစုပေါင်း73မှတ်ဂိုးကွာချချက်ရိုမေးနီးယားအထက်မှာသူက3ဂိုးရှိတယ်။လက်ကျန်ပွဲတွေအရပြောရရင်ဘော့စနီးယားဒီဒီပွဲကိုတရေကျသွားရင်နောက်ပွဲအော်စတြီးယားကိုအနိုင်ဆုံးတရေကစားနိုင်မှသူနောက်တစ်ဆင့်တက်တော့မှာ။ဆိုတော့ဒီပွဲဒီဘော့စနီးယားတို့အနိုင်ဆုံးတရေဒါမှမဟုတ်အနိုင်ကစားမှဆိုတဲ့ PR သူတို့မှရှိသွားပြီ။ ရူမေးနီးယားကျတော့လေလောလောဆယ်မှာ तू ကဆင်မှတ်ရတာပြီးဂိုးကွာချချက်3ဂိုး तू ရော့နေသေးတယ်အဲ့တော့ဒီပွဲမှာ तू ကဘော့စတီးယားကိုတရေကစားနိုင်ပြီဆိုရင် तू က7မှတ်ရမယ်ဘော့စတီးယားက14မှတ်ရသွားမယ်အဲ့ဒီချိန်တွေတခုမှာသူ့ရဲ့နောက်ပွဲကဆမာရီနိုနဲ့ဖြစ်နေတဲ့အခါလိုအပ်တဲ့ဂိုးကွာချချက်3ဂိုးကို तू ရောက်အောင်လိုက်လို့ရတယ်ဒါပေမဲ့ तू ကနိုင်သွားရင်တော့မှဘော့စတီးယားကတရေကစားသွားပြီဆိုရင်ရူမေးနီးယားလည်းဘာမှလုပ်လို့ရမှာမဟုတ်တော့အဲ့ဒီအခါဒီပွဲဒီအနိုင်ရရှိဖို့အတွက်နှစ်သင်းလုံးဒီပို့ပြီးတော့အရေးကြီးလာပြီအထူးသဖြင့် နောက်ပွဲမှာအဝေးခွင်မှာအော်စတြေးလျကိုသွားကစားရမယ်ဘော့စနီးယားအတွက်ပို့ပြီးတော့အရေးကြီးလာပြီဒီဘက်ဆက်တဲ့ကြေးမှာဘော့စနီးယားကနေဘော်ဒီဂျေးဒဲဝင်ယူကနေတရနှုတ်30ပေးတယ်ဂိုးပေါင်းဂျေးက3အပေါင်း80ပေးတယ်အခုမြန်မာစံတော်ကြီးညနေ3နာရီခွဲအချိန်မှာကြတော့ဘော်ဒီဂျေးကတော့ဒီဂျေးပဲတရင်နှုတ်20 30လောက်ပဲဂိုးပေါင်းဂျေးကနှစ်အနှုတ်20လောက်အထိဒူဒီဝင်ယူအထိဆင်းလာတာကိုတွေ့ရတယ်ဆက်တဲ့ကြေးနဲ့ချင်လိုက်ရင်ဂိုးပေါင်းဂျေးဒီပြတ်တရာလောက်အထိပြုတ်ကျလာတာတွေ့ရတယ် ဆိုတော့ကျွန်တော်ကဒီပွဲမှာဂိုးပေါင်းကြီးကြလာတယ်ဆိုပေမဲ့ DJ ကိုကျွန်တော်ကကန်ပြီးကစားတယ်ဒီပွဲဒီနှစ်သိန်းလုံးရဲ့လက်ရှိအခြေအနေကြောင့်ပိတ်ဆို့ပြီးကစားမဲ့ပွဲမဟုတ်ဘူးလို့ကျွန်တော်ယူဆတယ်ဘော့စနီးယားအနိုင်ရဖို့လိုတယ်ရိုမေးနီးယားဒီအနိုင်ဆုံးတရေကြဖို့လိုတယ်တသင်းသင်းကတကိုးလောက်စောစောစီစီစသွင်းပြီဆိုတော့လည်းဒီပွဲဟာပွဲချမ်းတပွဲဖြစ်လာဖို့တောင်းရှိတယ်ဆိုတော့ဒီ 2D ဆိုတဲ့ဂိုးပေါင်းကြီးမှာကျွန်တော်ဂိုးပေါင်းအပေါ်ကိုကြိုက်တယ်ဗျာနောက်ထပ်တပွဲကတာကီနဲ့ဘူဂေးရီးယားကစားကြမဲ့ပွဲဒီပွဲဒီပထမကြော့အဝေးပွဲမှာတာကီက16ဆိုပြီးတော့သူအနိုင်ရခဲ့တယ် ဲ့ဒီပွဲမှာဘော်ဒီဂျေးသူ2ပေါင်80ပေးခဲ့တယ်5ပေါင်ဂျေးက3အပေါင်30ဆိုပြီးတော့သူပေးခဲ့တယ်တကယ်တကယ်ကြတော့ဟိုဒီပွဲကလည်းအေးမပါတော့တဲ့ပွဲပဲဒီအုပ်စုမှာစပိန်သင်းတွေအုပ်စုပေါ်နဲ့နောက်တစ်ဆင့်ကိုအေးစစ်စစ်သွားနေပြီလားတာကီကလည်းဘလို့မှဒီအုပ်စုဒုတိယနေရာကသူ့ကိုဆွဲချလို့မရတော့ဒီပွဲစတဲ့ဂျေးမှာတာကီကလည်းဘော်ဒီဂျေးနှစ်အနှုတ်50ပေးတယ်5ပေါင်ဂျေးက3အနှုတ်50ပေးတယ်အခုမြန်မာစံတော်ချိန်3နာရီမိနစ်40မှာကြတော့တာကီရဲ့ဘော်ဒီဂျေးဒီနှစ်အနှုတ်100ဝင်ရိုးကိုတော့ကျော်သွားပြီ3ပေါင်80ဖြစ်သွားပြီ ဝဘောင်ကျေကသုံးနှုတ်တရာတောင်ဖြစ်လာပြီပထမကျောင်းအဝေးကွင်းမှာတက်နှုတ်တရာပေးခဲ့တဲ့အတင်းကိုအိမ်ကွင်းမှာနှလုံးသရေပေးရင်လုံလောက်တယ်ဗျာလက်ရှိတာကီရဲ့ကျေကနှစ်နှုတ်တရာလောက်အထိနောက်ထပ်တရာကိုပြင်းပြင်းထန်ထန်ပေးလာတဲ့အတွက်ဒီပွဲမှာတာကီအတင်းပေါ်ဒီကျွန်တော်ကြိုက်တယ်ဘော်ဒီအပေါ်အတင်းကြိုက်တာဖြစ်တဲ့အတွက်ကိုပေါင်းမှာပါကိုပေါင်းအပေါ်ကိုကျွန်တော်တွဲကြိုက်ပါတယ်နောက်ထပ်တစ်ပွဲကဆလိုဗေးနီးယားနဲ့ကိုဆိုဗိုကစားမဲ့ပွဲဆလိုဗေးနီးယားဒီ FIFA ranking သတ်မှတ်ချက်51မှာရှိပြီးတော့ကိုဆိုဗိုက74မှာရှိပါတယ် ။တရုတ်စုမှာကိုဆိုဘိုက9မှတ်နဲ့အုပ်စုဒုတိယဆလိုဗေးနီးယားက3မှတ်နဲ့အုပ်စုတတိယနေရာရှိတယ်။ဆလိုဗေးနီးယားသည်နောက်ပွဲမှာဆွီဒင်ကိုဝေးပွဲမှာသူသွားကစားရပြီးတော့ကိုဆိုဘိုကဒုတိယပွဲကြံကိုနောက်ဆုံးပွဲကိုသူတို့ရဲ့အိမ်ပွဲမှာဆွစ်ဇာလန်နဲ့ကစားရမယ်ဆိုတော့ဒီပွဲမှာဆလိုဗေးနီးယားကကိုဆိုဘိုကိုသူ့အိမ်ခွဲမှာနိုင်လိုက်ရင်သူ့အတွက်မျှော်လင့်ချက်ပပလေးရှိလာမယ်။ကိုဆိုဘိုရဲ့နောက်ဆွစ်ဇာလန်နဲ့ပွဲကိုမျှော်ပြီးတော့သူကလည်းဆွီဒင်ကိုကောင်းကောင်းတမရမှာပေါ့ဗျာ။ဒါကတော့တင်ချာနေအရာပေါ့။ဆလိုဗေးနီးယားဒီအနိုင်ရသွားရင်မျှော်လင့်ချက်ရှိလာလိမ့်မယ်။ ကိုဆိုဘဘက်ကိုပြန်ကြည့်တော့ဒီပွဲမှာတရေကြရင်ကိုကိုဆိုဘကအေးအေးဆေးဆေးဖြစ်သွားပြီမနိုင်လဲရတယ်တရေတပေါက်ကြမယ်ဆိုရင်တော့သူ့အတွက်ကအုပ်စုဒုတိယနေရာကိုတေချာပေါက်ရသွားပြီနောက်ပွဲဆွစ်ဇာလန်ကိုသူရှုံးလို့ရသွားတယ်ဒီပွဲဆောက်တဲ့ဂျေးမှာဆလိုဗေးနီးယားကနေဘော်ဒီဂျေး1ပေါင်း90အထိပေးခဲ့ပြီးတော့ကိုပေါင်းဂျေးက2.50ပေးတယ်အခု3နာရီ55အချိန်မှာဆလိုဗေးနီးယားရဲ့ဘော်ဒီဂျေးကအိမ်ကွင်းကနေတကြေအနှုတ်45 90လောက်အထိဖြစ်လာပြီးတော့ကိုပေါင်းဂျေးက 2D ဖြစ်လာတယ် ဒီဘက်မှာတော့ဧည့်သည်ကိုဆိုဘိုအသင်းဘော်ဒီကိုပဲကြိုက်ပါတယ်။တရကြရင်စင်ပြေတဲ့ကိုဆိုဘိုတို့ဒီဘွဲကိုချိန်ဖြုံးပြီးအေးအေးကြောင်ကစားမယ်လို့ယုံကြည်တယ်။ဂိုးပေါင်းမှာလည်းဂိုးအောင်ကိုပဲကြိုက်ပါတယ်ဗျာ။နောက်ထပ်တစ်ဘွဲကဆွစ်ဇာလန်နဲ့ဆွီဒင်ကစားမယ်ပွဲဆွစ်ဇာလန်ဒီ၄ဘွဲမှာ၁၀မှတ်ရထားပြီးသူ့အောက်ကကိုဆိုဘိုကိုသူသုံးမှတ်ဖြတ်ထားတယ်။ဂိုးကွာချချက်မှာလည်းသူက၁၀ဂိုးလောက်အထိအသာရထားတယ်။ဒေရှာနီရတော့ဆွစ်ဇာလန်ကနောက်ထပ်သုံးမှတ်ရမှအုပ်စုဘိုနဲ့တက်မှာဆိုပေမဲ့လက်ရှိအခြေအနေရတော့ကိုဆိုဘိုနဲ့ ။ဆိုဗီနီယာထိတိုက်တွေ့နေတဲ့အခါဆွစ်ဇာလန်သည်နောက်တစ်ဆင့်ကိုအုပ်စုပုံနဲ့တိုက်ရိုက်တက်သွားပြီလို့ပြောလို့ရပါတယ်။ဒီဘက်ဆက်တဲ့ချိန်မှာဆွစ်ဇာလန်ကနေဘော်ဒီချိန်1ပေါင်90၊9ပေါင်ချိန်က3ပေါင်90အခုညနေ4နာရီအချိန်မှာကြတော့ဆွစ်ဇာလန်ရဲ့ဘော်ဒီချိန်က 1D လောက်အထိဖြစ်လာတယ်။ 1D ကနေမြန်မာချိန်နဲ့သူ1ပေါင်30လောက်သူပေးထားတယ်။ကိုပေါင်းကြီးကဒီဂျေပဲပြောင်းလဲလာတာမျိုးမရှိပါဘူးဗျာဆိုတော့လက်ရှိဆွစ်ဇာလန်တင်းရဲ့ 1D ဆိုတဲ့ body J ဒီဆွစ်ဇာလန် body ကိုကြိုက်ပဲဆိုရင် အနေနဲ့10ကစကြည့်ရမယ်ပွဲရှုံးသွားရင်တော့အောက်ပွဲချုံးမယ်လို့ကျွန်တော်ယူဆတဲ့အတွက်ဒီပွဲမှာဆက်စလန်သင်းရဲ့ဘော်ဒီတစ်ချောင်းတည်းကိုပဲရွေးချယ်ပါတယ်ဗျ။ဆုံးဒီလိုက်တာထောင်ပေးကြတဲ့တယောက်ချင်းစီတိုင်းကျေးဇူးအထူးပဲတင်ရှိပါတယ်။မြန်မာပြည်ကြီးမြန်ဆုံးအေးချမ်းပါစေ။အာတမတရားလေးမြန်မြန်ကြဆုံးပါစေခင်ဗျာ။